တီရီလင်ကနိုင်ငံမှာရဲရရှိတအိုးတင်ဆောင်ခဲ့တဲ့ပေါ်ဆတဲ့စီးနှမှုတစ်ခုနဲ့ပတ်သက်ပြီးဖန်ဆင်းခံမှုထုတ်ပြန်ခဲ့တဲ့အမိန့်ကိုရှောင်တိမ်ပြီးသတင်းပတ်များစွာကြားထွက်ပြေးတင်ဆောင်ခဲ့တဲ့ရဲတပ်ဖွဲ့အကြီးကဟာမလ19ရက်ကကိုရိုင်လာရောက်အဖမ်းခံခဲ့ပြီးထိမ့်သိမ်းခံခဲ့ရပါတယ်။မာတာရာမျိုးရဲ့အောက်ယုံတရားသူကြီးတအိုးကတော့ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိချုပ် ဒက်ရှာဘန်ဒူတန်နာကွန်ကိုမလ20ရက်အထိအထုတ်ချထားဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးတန်နာကွန်ရဲ့အာမခံရှောက်ထားမှုကိုစဉ်းစားသွားမယ်လို့ဆိုပါရယ်တန်နာကွန်ဟာ2023ခုနှစ်ကပြုလုပ်ခဲ့တဲ့မူရင့်ဇေဝဂိုင်းကိုဝင်ရောက်ဆင်းနှင်းမှုကိုအမိန့်ပေးခဲ့ပြီးစီကံချိုးဖောက်မှုတွေလည်းရှိခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်ဒီဆင်းနှင်းမှုမှာရဲတပ်ဖွဲ့ဝင်တွေအချင်းချင်းပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်ရဲတပ်ဖွဲ့က၎င်းရဲ့နေအိမ်ကိုဝင်ရောက်ဆင်းနှင်းခဲ့ပြီးအရက်ပလင်းတထောင်ကျော်တာဝန်နဲ့ဂိုင်းဆောင်နဲ့ခြောင်လုံးပြူတနက်နဲ့ဖုန်းနှလုံးတို့ကိုသိမ်းဆီးခဲ့ပြီးတဲ့နောက် တနာကုန်းကအဖမ်းခံခဲ့တာဖြစ်ပါတယ်။တနာကုန်းအမိတ်ပေးခဲ့တဲ့စီးနှင်းမှုမှာရဲရန်ရှိတအူးသေဆုံးပြီးတခြားတအူးပြင်းထန်စွာဒဏ်ရာရခဲ့ပေမဲ့လည်းမူရစ်ဆေးဝါးတွေကိုတွေးရှိခဲ့ခြင်းတော့မရှိတာဖြစ်ပါတယ်။